လေးလေးခင်အခါသမဲရမှာဇပန်ရောက်နေကြတဲ့တိုင်းရင်းသားညီကောင်မောင်နှမရွှေမြန်မာများအပေါင်းအားလုံးတို့အတွက်တရင်ကျလာပြီနေ့အထိမ့်မှန်ဖြစ်စင်ချင်းပါပြုလို့အပ်သည့်ရှိစုဆက်ဓမ္မသဘင်မှာညီလေးတွေညီမလေးတွေကိုလေးတွေမလေးတွေအဖေအမေအရွယ်ပါရင်လည်းအဖေအမေအရွယ်ပေါင်းအားလုံးတို့ ိုးပွားရွယ်ပိုင်လည်းဘိုးပွားအလုံးအောင်ယနေ့နေ့လည်ခင်းမှာ15မိနစ်စာလောက်လေးပြောပွင့်ရတဲ့ဓမ္မသဘင်မှာဘုဒ္ဓဇာကလက်ဆောင်တရားလက်ဆောင်လေးဖြစ်ပြောလိုတာကတော့ဘာတရားလက်ဆောင်ဇာကလက်ဆောင်ပြောမလဲလို့မေးရင်ယေရှုကြွေးတယ်ခြေပါစေတရားတော်လို့ဒီကောင်းစီလေးပြီးပြီးဘုဒ္ဓဇာကယေရှုဆက်ပါမယ် မတရားလဲလို့မေးရင်မှတ်မိအောင်ပြန်ပြီးတော့မှတ်ပါအောင်ဗျခြေစူးကျွေးတွေခြေပါစင်တရားတော်အလုံးပြန်ပြောပါအောင်ခြေစူးကျွေးတွေခြေပါစင်တရားတော်တဲ့ဒီကောင်းစီလေးပြပြဦးတော့ပြောပါခြေစူးဆိုတဲ့သက္ကလုံးမှာတရင်ကျွတ်လာပြီးနေနဲ့ဆက်ဆက်ပြီးတော့ပတ်သက်လာတဲ့သက္ကလုံးလို့လည်းပြောလို့ရပါတယ် ။ဘာကြောင့်လဲလို့မေးလို့ရှိရင်သတင်းကျွတ်လာပြည့်နေ့ဗုဒ္ဓဘာသာဗမာလူမျိုးတွေရမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုခရီးဟုကြိုဆိုကြတာလဲ။ဘာကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို စီမီးတွေပန်းနေရေကျန်းနေလဲတခန်းတနာဩဇီဒုဘတ်တွေနဲ့ပူဇော်နေကြတာလဲယနေ့ချိန်ဒီပူဇော်နေကြတာလဲလို့မေးရင်မြတ်ဗုဒ္ဓဟာဝါမစိုးခင်ဝါစုဥက္က နတ်ပြည်သွန်းပြီးတော့မေတော်မိနဲ့ကိုကျေးဇူးဆက်တဲ့တဝါတော်လုံးပြီးတော့မှတရားတွေဟောပြီးတော့အဲဒါလို့ပြီးတော့မှတရားတွေဟောပြီးကျေးဇူးဆက်တဲ့ကျေးဇူးဆက်ပြီးလို့ပြန်လာတဲ့အချိန်မှာတရင်ကျလာပြီနေရွှေဆောင်နဲ့ငွေဆောင်နဲ့ပရမယဆောင်နဲ့နေနဲ့ပြန်လာပြီးတော့တဝါတော်လုံးမေတော်မိနဲ့ကိုပြီးတော့မှတရားဒေသနာတော်တွေမြတ်တွေဟောပြီးတော့မေတော်မိနဲ့ဟာ အရိယာစင်ရင်ဝင်သွားပြီအပေတကပိတ်သွားပြီတော့ဒီလိုပြောတာအဲ့ဒီအပေတကပိတ်သွားတဲ့ချင်းရကိုကြည့်ပြီးတော့လောကလူတွေကတို့မြတ်စွာဘုရားတို့ကိုကိုယ်ပူဇော်ခံတဲ့ပုဂ္ဂိုလ်ဟာတလောကလုံးရဲ့ဂျေဇုရှင်ဖြစ်သွားပြီတလောကလုံးသူလည်းပဲဂျေဇုတွေမရှိအောင်ဂျေဇုကျွေးတွေမကျန်အောင်ဆက်ခဲ့တယ်ဆိုတာကိုသိစေပြီးတော့ယေဘုဒ္ဓဟာဂျေဇုဆက်ခဲ့လို့ ကျေးဇူးကျွေးတွေမကြံအောင်ကြည်အောင်ဆက်ခဲ့လို့မို့လို့သတင်းကျွတ်လာပြီနဲ့ဗုဒ္ဓဘာသာတွေဟာပူဇော်ကြတယ်လူတန်းကြတယ်လူတွေတည်းမဟုတ်ဘူးနတ်တွေရောမြမာတွေရောပူဇော်ကြဒါကြောင့်မောင်တို့မယ်တို့လည်းပဲအတိုင်းတစ်ပါးမှာရောက်နေကြတဲ့ညီလေးတွေညီမလေးတွေကိုလေးတွေမလေးတွေအလုံးလည်းပဲတော်တော်ရဲ့အတိုင်းတွေကိုရောက်သွားပြီမယ်လို့ဗုဒ္ဓဘာသာမြို့ပလာရင်ကျင်းမှုအမွေနှစ်ပဲမဟုတ်ပဲနဲ့ ရှင်နေကလာတဲ့စစ်မှန်တဲ့စိတ်စေတနာတွေပြတ်ထမ်းပြီးတော့အမေဂျေစုအဖေဂျေစုဂျေအောင်ဆက်ကြပေါ့စကလုံးလေးခန်းခန်းနာနာလေးထည့်ပြောရရင်မိတာဝံဖတာဝံဂျေအောင်ဆက်ကြပါလို့ဘုဇနောကယနေ့ဤရိညမတွေအကိုတွေမတွေကိုအဝေးတနေရာကတာဝံမမကြည်မွန်တဲ့ပုံကိုယ်တွေဟာဘလောက်ပဲတိုင်ကြီးတာကြီးနဲ့ပဲနေလို့ ကောင်းစားရေးတွေဘလောက်ပဲစီချဲထားပါစေမြတ်ဗုဒ္ဓကတော့လူတောင်ဝလူကျင်ဝကိုမကြည်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်အဲ့ဒီပုဂ္ဂိုလ်ကိုဘာပြောသလဲလို့မေးရင်ခန္နာနာပြောတယ်ဝတလန်တုံမှာလူယုံမှာပဲလို့ဒီလိုပြောတယ်။ဒါကြောင့်ရှေးစာကပြောတယ်။တင်လို့ပြုရမြတ်ဒီလိုတင်လို့ပြုရမြတ်သူတို့ပြုရမြတ်တင်တို့ရည်သူတို့ပြုရမြတ်တင်တို့ရည် ူယံတိကံတင်လို့ဆံဤသူဖန်ဒီမှုအစုစုကိုသူ့ကိုမယူတင်တို့ယူတင်တို့ပြုငါယူသောခဝေမဟာပိတိယမဣဇဝမုရိတာရှင်မိဘယံသူတို့ပြုရမြတင်တို့ရဤသူယံတိကံတင်တို့ဆံဤသူဖန်ဒီမှုအစုစုကို သူ့ကိုမယူသင်တို့ပြူငါယူသောခါဝဲမဟာပိတိယမဣဇဝမုရိတာရှင်မိဘယင်တဲ့စကလုံးလေးကိုနားလည်အောင်ဦးဇင်းဖြည်းဖြည်းလေးပြန်ပြောမယ်သူတို့ပြူရမရသင်တို့ရဤဆိုတာမိဘနှပါပြူတဲ့အရာမှန်တယ်ဗျာတာသမီးတွေအတွက်ပဲသူတို့ပြူခဲ့ကြတယ်သူယံတိကံသင်တို့ဆန်ဤ မိတို့ဖေတို့အတွက်မိတို့ဖေတို့ကြိုးစားခဲ့လို့မိတို့ဖေတို့ကောင်းကံတွေကြောင့်ရလာတဲ့အခွန်အလန်းကောင်းကံတွေကြောင့်ရလာတဲ့လလဘတ္တကာယရွှင်ငွေကြောက်တံပရမယအစရှိတိဖြစ်အဲ့ဒီအရာတွေဟာသူတို့အတွက်မတုံးမှုတဲ့သူရတိကံတင်လို့စံဤနောက်တမျိုးကပို့ပြီးတော့တော့ခန္ဓာရည်တယ်လေသူ့ဖန်တီးမှုအဆုစုကိုသူ့ဘုမယူ သင်တို့ပြုငါယူသောခါဝေမဟာပီတိယမဣဇောမုရိတာရှင်မိပါရင်သူတို့ဖန်တီးထားသမ ्या အရာ အလုံးဟာသာသမိတွေအတွက်ချီပဲသူတို့ဖန်တီးထားသမ ्या အရာအလုံးဟာသာသမိတွေအတွက်ချီပဲဒါကြောင့်ယနေ့ညီလေးတွေညီမလေးတွေကကောင်းမှတတ်တယ်လေနော်သူမျိုးဆက်လူငယ်တွေကကောင်းမှမေတို့ဘီတို့ကိုကနည်းနည်းလေးပေးနိုင်ပြီကျွေးနိုင်ပြီဆိုလို့ရှိရင်မေတို့ကို ဖေတို့ကိုသားတို့ကအဝေးတနေရမှာသမီးတို့ကအဝေးတနေရမှာလှုပ်ရတာလွယ်မှတ်လို့အမေတို့လိုတိုင်းတောင်းနေတာပဲဆိုတာမျိုးတွေတခါတလေပြောတတ်တယ်နော်ဒီလိုစကားလုံးနေမြန်တို့ညီလေးတွေညီမလေးတွေအကိုလေးတွေမလေးတွေရဲ့နှလုံးသားထဲမှာပြောကျင်လာသည်ရှိတော့အောင်းအင်းလိုက်ပါဟဲ့အောင်းအင်းလိုက်ဘာကြောင့်လဲလို့မေးလို့ရှင်လေတို့မွေးခဲ့တဲ့ဂျေဇူးလောကကြီးကိုခေါ်ဆောင်လာတဲ့ဂျေဇူးလေးနဲ့တင်ကိုက တို့မှာတသက်လုံးကျေးဇူးဆက်လို့မကုန်တော့ဒါကြောင့်တို့ညီလေးတွေညီမလေးတွေဂျပန်နိုင်ငံမှာရောက်နေကြတဲ့အားလုံးတို့ပုဂ္ဂိုလ်အပေါင်းအားလုံးဘုရားဘာသာရေးလမ်းစဉ်တိုင်းပဲပြုတော့ပြုနေပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုအမိထံတို့ရောက်အောင်အဖေထံတို့ရောက်အောင်တို့တစင်စကားပါရဘာသာတရားရဲ့ဂျေဇူးလည်းသိပြီးဂျေဇူးဆက်တယ်လို့ပဲမိသားဝန်ဖတ်တော်ဝန်တွေလည်းဂျင်းဝင်ပြီးတော့ဂျေဇူးသိဂျေဇူးဆက်ကြဖို့ ဦးဇနောကဗုဒ္ဓဘာသာယဟန်တော်ရဲ့ကိုစားလိုပဲပြောပြောဗုဒ္ဓဘာသာယဟန်သဘာအနေနဲ့ပဲဖြစ်ဖြစ်သူညီတွေညီမတွေအကိုတွေမတွေကိုတိုက်တွန်းပါတယ်ဗျာဂျေစုကျွေးတွေကြည်အောင်ဆက်ကြဝေပေးနေုံနဲ့အင်းကြီးတွေတိုက်ကြီးတွေကာကြီးတွေနဲ့တင်တော့တင်တယ်လမ်းပအောင်ထားနိုင်တော်လဲပဲအဲ့ဒါကိုဂျေစုဆက်တယ်ဂျေစုကျွေးကြည်တယ်လို့ပြောလို့အရာလေးဟုတ်တယ် မြတ်ဗုဒ္ဓကခြေစူးကျွေးကြည်အောင်ဘလို့ဆက်ခိုင်းတယ်လဲလို့လေနံပါတ်1သရတယမရှိသေးတဲ့မိဘကိုသရတယရှိအောင်တိုက်တွန်းပြရတတ်သိရေးကြည်သရတယသရတယဆိုတဲ့ယုံကြည်မှုအမေတို့ဖေတို့ကဘုရားတရားလောက်ရမာတွေပြင်းနေ အမေတို့ဖေတို့ကတို့ညီလေးတွေညီမလေးတွေအခုလိုမျိုးဘာသာရေးခန်းနာတွေလုပ်တယ်လို့မျိုးမလုပ်ချင်နေဘူးဆိုလို့ရှိရင်အမေတို့ဖေတို့တူဖို့တန်းဖို့တွေဝန်လေးနေတယ်ဆိုလို့ရှိရင်မေရေဒါဒီနေ့ဘလောက်ပို့လိုက်မေရေသမီးတော့ဘလောက်ပို့လိုက်မေဖယတရားတန်ခါယရဏသုံးပါးနဲ့ဂျေဇူးတရားတွေကိုတန်ဖို့ထားပြီးတော့ဘာသာရေးများများလုပ်တော့ကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မေမကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဖေး အစရှိနေဖြင့်ဘုရားတရားသံဃာပေါ်မှာယုံကြည်မှုခိုင်မာလာအောင်နံပါတ်၁သရံတရားရှိလာအောင်တိုက်တွန်းပေးရမယ်။နောက်နံပါတ်၂ကတော့ဘာလို့လဲလို့မေးလို့ရှိရင်သရံသီလမေမိဘတွေရဲ့အဖေတို့မေတို့ကငါးပါးသီလလောက်မှမလုံဘူးဆိုလို့ရှိရင်ဥပုပ်ကြောင်းသွားပြီးတော့သီလတွေလုံးကြောင်းအောင်ဆောင်ထိန်ခိုင်းကြောင်းသွားပြီးတော့မဆောင်ထိန်ခြင်းမှုဆိုလဲကိုယ်အိမ်ကုန်ပါတယ်ငါးပါးသီလလေးတို့အမေရဲ့လုံးအောင်ဆောင်ထိန်မှာအဖေတို့မေတို့တက်ကြီးပြီလေ ပစ္စည်းဥစ္စာတွေလိုရင်သားကပို့ပေးမှာပေါ့စားစရာမပူရဝတ်စရာမပူရအောင်သမီးတို့ကပို့ပေးပို့ပေးမှာပေါ့အမေတို့ဖေတို့ကသီလလေးတော့လုံညောဆောင်ထိန်တော့ဆိုပြီးတော့သီလနဲ့ပတ်သက်လို့လည်းပဲကျေးဇူးဆိုင်တရားရဲ့သီလနောက်နံပါတ်3ကတော့စာကဆွတ်လွတ်နေတာဆွတ်လွတ် ဆွလမှုတွေမရှိဘူးပေးကန်းရရောမှုတွေမရှိဘူးသူချင်းတန်းကျင်စိတ်မရှိဘူးသူတစ်ပါးကိုဝေမျှခြင်းနဲ့စိတ်အမိတို့ဖေတို့မှမရှိနေဘူးဆိုလို့ရှိရင်ဆွလွတ်လူတန်းပေးကန်းခြင်းနဲ့စိတ်ဖြစ်အောင်မေတ္တာဒါလေးကအမိတို့လည်းပဲတသက်ကြတော့လားဒါလေးကအမိတို့ရဲ့ဆွေမျိုးတွေတော့ဒါလေးကအဖေတို့ရဲ့ဆွေမျိုးတွေတော့ဒါလေးကကြောင်းကံပရန်တော့ဒါလေးကရွာမှာမရှိသေးတဲ့ဇယလေးတွေတော့သဘောတရားက စွန့်လွတ်တတ်အောင်လူတန်းတတ်အောင်စွန့်ကျဲတတ်အောင်စွန့်လွတ်နိုင်အောင်လူတန်းနိုင်အောင်စွန့်ကျဲနိုင်အောင်တို့ညီလေးတွေညီမလေးတွေကအမေတို့ဖေတို့ကိုကျေးဇူးဆက်ပေးရမယ်ပြောပြပေးရမယ်လို့ဒီလိုပြောတာဒါဆိုရင်ရသွားပြီတရာရဲ့တိလှရဲ့စာကရဲ့အလုံးကြရင်ပြန်ပြောပါအောင်ဗျာသုံးလုံးနေပါဗါတယ်တော့တရာရဲ့တိလှရဲ့စာက ောင်းပြီဗျာနောက်သလုံးလေးပဲထပ်ပြီးတော့မှတ်ပါအောင်နံပါတ်၄နဲ့မှတ်တာတော့ပညာလေပညာအမေတို့ဖေတို့ကဘူးတုဒ္ဒမရှိဘူးလေနော်တောတို့တောင်တိုင်း